ရသမားအလုံးမင်္ဂလာပါဗျာဒီနေ့မနက်မှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစားပြုရှင်းဖိုက်တာလေးဂျိုရှွာဘန်အလဲထိုးနိုင်ပွဲရသွားတာတော့ပြိဿအားလုံးသိပြီဖြစ်ပါတယ် UFC 316ပြိုင်ပွဲမှာဂျိုရှွာဘန်ကနိုင်ပွဲရောက်သွားခဲ့တာပါခင်ဗျာဒီပြိုင်ပွဲမှာထူးခြားချက်တခုရှိပါတယ် UFC page မှာတော့လက်ရှိမှာဗီဒီယိုဖိုင်မှာလွှင့်နေထားပါပြီဒီပြိုင်ပွဲကိုသမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်လာကြည့်သွားပါတယ်အဲ့ဒါအပြင်နောက်ထပ်ထူးခြားတာက ျွန်တော်တို့တမနီမိုက်လို့ချစ်စနုခေါ်ကြတဲ့မိုက်တိုက်ဆန်ကိုတိုင်လာပြီးကြည့်ခဲ့တဲ့ပြိုင်ပွဲဖြစ်ခဲ့ပါတယ်ခင်ဗျအဲ့တော့ဂျိုရှွာဘန်ဟာတမရဒေါ်နယ်ထရမ့်နဲ့နာမည်ကြီးမိုက်တိုက်ဆန်တို့ရဲ့ရှေ့မှောက်မှာနိုင်ပွဲရအောင်ထိုးပြသွားနိုင်ခဲ့တဲ့အဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ်ခင်ဗျတမရဒေါ်နယ်ထရမ့်ဟာ UFC ပြိုင်ပွဲတွေကိုမကြာခဏလာအောင်ကြည့်ရှုလေးရှိပါတယ်အဲဒါနာဝိုက်ကတော့သူကျင်းပတဲ့ပြိုင်ပွဲတိုင်းကိုလာအောင်ကြည့်ရှုဖို့တမနာဒေါ်နယ်ထရမ့်ကိုဖိတ်တာပေါ့လေ ပြီးတော့မိုက်တိုင်ဆန်တို့လည်းသူကဖိတ်ကြားလေးရှိတယ်ဗျဒါပေမဲ့အခုလိုအကြောင်းအရာ တိုက်ဆိုင်စွာစုံစည်းရတယ်ဆိုတော့နည်းနည်းလေးရှားပါပါတယ်။ဘာကြောင့်လဲဆိုတော့တမတ်တော်နဲ့ထမ်ကလည်းသူ့ရဲ့တာဝန်တွေအဲမိုက်တိုင်ဆန်ကြောက်အောင်လည်းကြံတဲ့အကြောင်းအရာကိစ္စတွေနဲ့လာပြီးတော့ကြည့်ရပွဲဆိုတာအဲတပွဲတပွဲချာမှာအဆက်ပြတ်တာတွေရှိတယ်ပေါ့လေအခု UFC 316ပြိုင်ပွဲမှာတော့တမနာဒေါ်နယ်ထရမ့်ရောမိုက်တိုင်ဆန်ရောအတူတကွာလာအောင်ကြည့်ရှုခဲ့တယ်တမနာဒေါ်နယ်ထရမ့်ကဆိုရင်မိုက်တိုင်ဆန်ကိုသွားပြီးတော့လက်ဆွဲနှုတ်ဆက်တာတွေတောင်ရှိခဲ့တယ်ပေါ့လေ အဲတမတော်တော်ကောင်းလာတဲ့အချိန်မှာအဲ့ရှိမှသူတွေ့သမျှအားလုံးကိုသူရင်းနေပြီးလက်ဆွဲနှုတ်ဆက်တယ်စကားတွေပြောတယ်ပြီးရင်တော့ပရိသတ်ကဟစ်ကြွေးပြီးတော့သူ့ကိုအားပေးတဲ့အချိန်မှာသူပရိသတ်ဘက်ကိုလှည့်ပြီးတော့လက်ပြနှုတ်ဆက်တယ်နောက်ဒါနာဝိုက်ကသူ့ကိုနေရာလိုက်ပို့ပေးတယ်ဒါနာဝိုက်နဲ့အဲ့ကွင်းထဲကိုဝင်လာချိန်ကသူစကားတွေပြောနေလာခဲ့တာပေါ့လေအဲ့မြင်ကွင်းတွေကိုမြင်တွေ့ခဲ့ရတယ်ခင်ဗျအဲ့တော့ဒီနေ့မှာပဲကျွန်တော်တို့မာဖိုက်တာလေးရှင်းဖိုက်တာလေးဖြစ်တဲ့ ကျေရှောဘိုင်ယံပွဲရပါနေခဲ့တယ်သူကဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာနဲ့ထိုးခဲ့တယ်ရှင်းဖိုက်တာလေးဟာမြမအလံကိုရှုံပြီးထိုးခွင်းရတဲ့ဒုတိယမြောက်ပွဲဖြစ်ခဲ့တယ်ပေါ့လေဒီပွဲမှာသူကအလဲထိုးနဲ့တတိယမြောက်ပွဲရှိမှာအနိုင်ရအောင်နိုင်ခဲ့တယ်တကယ်ကိုဟိုအောင်မြင်မှုကြီးမားတဲ့ပွဲတစ်ပွဲလို့ပြောလို့ရတာပေါ့လေဘာကြောင့်လဲဆိုတော့2025ခုနှစ်မှာသူထိုးတဲ့နှစ်ပွဲဟာနှစ်ပွဲလုံးအနိုင်ရရလဲဖြစ်သွားသလိုနောက်ဆုံး၄ပွဲဆက်တိုက်မှာအနိုင်ရတဲ့မှတ်တမ်းကိုလည်းဂျိုရှွာဘန်ကရရှိသွားခဲ့တယ်အဲ့လို့ မှတ်တမ်းကောင်းတစ်ခုကိုရောက်နိုင်တဲ့ပွဲတစ်ခုမှာသူ့ကိုလာအောင်ကြည့်ရှုတဲ့အထက်သမ္မတဒေါ်နယ်ထရမ့်နဲ့မိုက်တိုင်ဆန်တို့လိုပုဂ္ဂိုလ်တွေလည်းပါဝင်ခဲ့တဲ့အကြောင်းပြည်သက်သိရှိရအောင်တင်ဆက်ပေးပါပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ